မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ဗုဒ္ဓသားတော်တွေရဲ့ဒုက္ခသစ္စာဆရာတော်ဥဒမတာရလှုပ်ကြံခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ခရီးရန်ဘုံကြီးဒေါ်နယ်မာတင်လှုပ်ကြံခံရတဲ့ဖြစ်စဉ်နှစ်ခုကိုနှိုင်းယှဉ်သုံးသပ်ကြည့်မယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့သားတော်တွေဟာလွလွလပ်လပ်တပြတ်ခံနေရသလိုခုရကြရမဲစွာလဲတပြတ်ခံနေရတာမျိုးဖြစ်ပါတယ်နိုင်ငံတော်ရဲ့တန်ခါဖွဲ့စည်းတွေကလည်း နှုတ်ပိတ်နေကြသလိုဗုဒ္ဓဘာသာဝင်များစုကလည်းပါဇက်ပိတ်နေကြဆဲဖြစ်ပါတယ်။နိုင်ငံတော်အာဏာကိုရယူထားတဲ့ကမရအစိုးရအနေနဲ့ကတော့ထိရောက်တဲ့အရေးယူမှုမျိုးမရှိသလောက်ဖြစ်နေတာကိုလည်းတွေးမြင်ရပါတယ်။အဲဒီလိုဖြစ်စဉ်တွေဟာမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့မြတ်ဗုဒ္ဓသားတော်တွေရဲ့ဒုက္ခသစ္စာတရားတွေပဲဖြစ်ပါတယ်။ဒီသတင်းဆောင်မအကြောင်းအရာလေးကို မတင်ဆက်ခင်ပါ။ ဒီစီတင်မီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့ဥတားရခင်ပါစေမြန်မာနိုင်ငံမှာလူဦးရေတန်း60ကျော်ရှိပြီးအများစုဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြတာဖြစ်ပါတယ်ဒါအပြင်နိုင်ငံအတွင်းမှာခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာပါဝင် အခြားသောဘာသာတွေကိုလည်းလွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသလိုကိုးကွယ်နေကြသူတွေလည်းအများအပြားရှိလို့နေပါတယ်နိုင်ငံတော်အာဏာကိုဓမ္မရောက 2021ခုနှစ်ဖေဖော်ဝါရီလကစပြီးရယူခဲ့တဲ့နောက်ပိုင်းမှာလက်နက်ကိုင်အဖွဲ့စည်းပေါင်းများစွာပေါ်ပေါက်လာခဲ့တယ်လို့အကြံဖက်တပ်ဖြတ်မှုတွေကလည်းထင်ထင်ရှားရှားမြပြလို့လာပါတယ်။အဲဒီလိုအကြံဖက်လှုပ်ကြခံရတဲ့ဖြစ်စဉ်တွေထဲမှာတော့မြတ်ဗုဒ္ဓရဲ့တားတော်တွေဖြစ်တဲ့ယဟန်တန်ကတော့ဘုံကြီးတွေလည်းပါဝင်လို့နေပါတယ်။2021ခုနှစ်ကစလို့2024ခုနှစ်အထိ အကျံဖက်တက်ဖက်ခံခဲ့ရတဲ့ယဟန်တန်ဃာတော်ရေစီရင်ကိုလေ့လာကြည့်ရှုမိပါတယ်။လက်နှစ်တာကာလအတွင်းမှာအကျံဖက်လုံးကျန်တက်ဖက်ခံခဲ့ရတဲ့ယဟန်တန်ဃာတော်တွေမှာစုစုပေါင်းအပါတရာနေပါရှိခဲ့ပါတယ်။တမတော်အစိုးရရုံဆိုင်ရာနေပြီးတော့မှဖုန်ကြီးတပါအကျံဖက်တက်ဖက်ခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့သလိုကစင်ပြည့်တဲ့အတွင်းမှာတော့ဖုန်ကြီးသုံးပါဖန်စီလုံးကျန်ခံခဲ့ရပါတယ်။ဒါပြင်အန်ယူဂျီလက်အောက်ခံ PDF အဖွဲ့အစည်းတွေပေါ်များရာသခိုင်းတိုင်းအတွင်မှာတော့ဖုန်ကြီး32ပါအထိအကျန်းဖက်တက်ဖြတ်ခံခဲ့ရပါတယ်။နိုင်ငံအတွင်မှာတိုင်းနယ်ပြည်နယ်တွေအနက်သခိုင်းတိုင်းဟာဗုဒ္ဓရဲ့တားတော်တွေကိုအများဆုံးဖန်ဆီးလုပ်ကြံခံခဲ့တဲ့တိုင်းတစ်ခုဖြစ်လဲမှတ်တမ်းဝင်လို့နေပါတယ်။ဒုတိယအများဆုံးကတော့မကွေးတိုင်းပဲဖြစ်ပါတယ်။လင်းနေတာကလာအတွင်မှာတော့ဗုဒ္ဓရဲ့တားတော်16ပါးဟာလက်နက်ကင်ဖွဲ့ရရဲ့ ဖန်ဆီးလောက်ကျန်တာကိုခံခဲ့ရပါတယ်။ချင်းပြည်နယ်တနင်္သာရီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းမွန်ပြည်နယ်ရန်ကုန်တိုင်းအေရရီတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာလည်းဗုဒ္ဓရဲ့တားတော်တွေလောက်ကျန်ခံခဲ့ရတဲ့အနေအကျဉ်းရှိခဲ့ပါတယ်။မြေဗုဒ္ဓရဲ့သာတော်တွေဖြစ်တဲ့ဘုံကြီးတွေကို2021ခုနှစ်နောက်ပိုင်းမှာ ဖြစ်တည်လာတဲ့ လက်နက်ခိုင်အဖွဲ့အစည်းတွေကဒလန်ဆိုတဲ့ခေါင်းစဉ်တွေနဲ့ဖန်စီလောက်ကြံခဲ့တာဖြစ်ပါတယ်။ရပုတ်တရဲ့တာတော်တွေဖန်စီလောက်ကြံခဲ့ရတာကိုလိလာကြည့်မယ်ဆိုရင်လက်နက်လက်နက်နဲ့ပြခတ်တာတနက်နဲ့ပြခတ်တာဖန်စီခေါ်ဆောင်ကဒါနဲ့အပိုင်ပိုင်ခုတ်တာတွေကို တွေ့ရှိရပါတယ်။အဲဒီလိုအပြုမှုတွေဟာမြေဗုဒ္ဓရဲ့သာသနာတော်ကို အထောက်အပံ့မဖြစ်စေသလိုမြန်မာနိုင်ငံအတွက်လည်း အလွန်တရာမှအကြီးတန်းစေတဲ့ပြုမှုတွေပဲဖြစ်ပါတယ်အဲဒီလိုရဲ့တွေဟာအကြံဖက်ရိုက်ဆိုင်တဲ့အပြုအမူမျိုးဖြစ်တယ်လို့မြမသမိုင်းအတွက်ပါအမဲဆက်ဖြစ်လို့နေမှာပဲဖြစ်ပါတယ်။အဲဒီလိုမြေဗုဒ္ဓရဲ့သားတော်တွေလောက်ကျန်ခံရတာမျိုးရှိနေပေမဲ့ဗုဒ္ဓဘာသာဝင်များစွာရှိတဲ့မြမနိုင်ငံမှာတော့နှုတ်ဆက်နေကြတဲ့သူတွေများစွာရှိလို့နေတာကိုအံ့အားသင့်ပွဲတွေ့မြင်နေရပါတယ်။ နိုင်ငံတော်ရဲ့တန်ခါအဖွဲ့အစည်းပေါင်းများစွာဟာနှုတ်ဆက်နေကြသလိုဗုဒ္ဓဘာသာဝင်အများစုကလည်းမသိကြုံကြုံပြုလုပ်နေပါတယ်။ဒီနေရာမှာမြတ်ဗုဒ္ဓရဲ့တားတော်တွေတွေ့ကြုံနေရတဲ့တရားမျှတမှုမရှိတဲ့အခြေအနေကိုအနေအချင်းထောက်ပြလိုပါတယ်။လက်ရှိ2025ခုနှစ်မတ်လ4ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်နာဟေးကျေးရွာအုပ်စုအုံတိုင်းကျေးရွာမှာ တင်းသုံးနေထိုင်တဲ့ဗရာဟိတာကြောင့်နိုင်စရာတော့တပါဖြစ်တယ်။ဦးစင်းဓမ္မတာရနဲ့ကပီယာတကာဖြစ်တဲ့ဆိုင်းခင်မောင်လက်တူကိုဒလန်လို့ဆွဆွဲကလက်နက်ကင်အဖွဲကတနက်နဲ့ပြစ်ခတ်လုပ်ချက်လို့ပြန်လုံတော်မူခဲ့ရပါတယ်။အဲ့ဒီစရာတော့နဲ့ကပီယာကို2022ခုနှစ်နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ပြားစစ်ကြောင်းကိုအမိတက်ထားတဲ့ ွတ်နက်ကိုင်အဖွဲ့ကပြစ်ခတ်လှုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုပြစ်ခတ်လှုပ်ကြံခဲ့တဲ့နက်နက်ကိုင်အဖွဲ့ကလည်းသူတို့တွေလှုပ်ကြံခဲ့တဲ့အကြောင်းကိုဝင်ခံထားတာမျိုးရှိပါတယ်။တမရော့ကအာနာထိမ့်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံသားတသောဝင်ကျဲဟာတလန်ဆိုတဲ့ခေါင်းစဉ်တွေနဲ့တပ်ဖြတ်ခံရတာဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းအကြံဖတ်မှုအများဆုံးနိုင်ငံအဖြစ်စည်ရင်းဝင်လို့နေပါတယ်။ အခုလို့ပြစစ်ကြောင်းရဲ့လုံရက်နဲ့ပတ်သက်ပြီးတော့ဘယ်အဖွဲ့စည်းဘယ်ပုဂ္ဂိုလ်ကမှပြစ်တင်ရှုတ်ချတာမျိုးမြန်မြန်ဆက်ဆာမရှိခဲ့သလို NUG ဆိုတဲ့အဖွဲ့အစည်းကလည်းအရေးယူမှုသုံးတရားမရှိခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ဗရာဟိတာကြောင့်နိုင်စရာတော့ဥစဉ်ဓမ္မတာရာလောက်ကျန်ခံရတဲ့ပြစ်စင်ဟာနှုတ်ဆက်ပါဇက်ပိတ်ကတည်ငြိမ်စွာနဲ့ပဲပြီးဆုံးလို့သွားခဲ့ပါတယ်။ နောက်တဲ့ဖြစ်စဉ်တစ်ခုကတော့ခရီးရန်ဖုန်ကြီးတစ်ပါးလောက်ကျန်တက်ဖြတ်ခံရတဲ့ဖြစ်စဉ်ပါ။အဲ့ဒီဖြစ်စဉ်ကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ကံကြီးတော်ကျေးရွာမှာပြီးခဲ့တဲ့ February 14ရက်နေ့ကဖြစ်ခဲ့တာပါ။လောက်ကျန်တက်ဖြတ်ခံရတဲ့ခရီးရန်ဖုန်ကြီးဟာဒေါ်နယ်မာတင်ခေါ်ရဲနိုင်ဝင်းဆိုသူဖြစ်ပြီးအန်ယူဂျီလောက်ခံလက်နက်ပိုင်အဖွဲ့တစ်ခုကရဲရဲဆက်ဆက်တက်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုခရီးရန်ဖုန်ကြီးတက်ဖြတ်ခံခဲ့ရတဲ့အပေါ်မြန်မာနိုင်ငံလုံးဆိုင်ရာကတ်တလေဖုန်တော်ကြီးတွေအဖွဲ့ကဝန်ထမ်းကြောင့်ထုတ်ပြန်ခဲ့တယ်လို့ကျူးလွန်သူတွေကလည်းအရေးယူပြီးတရားပြတ်တမှုရှိအောင်ဖော်ထုတ်ပေးဖို့တောင်းဆိုထုတ်ပြန်တာမျိုးရှိခဲ့ပါတယ်။အခုချိန်မှာတော့ NUG လက်အောက်ခံလက်နက်ကိုင်ဖွဲ့စည်းတကူဟာခရီးရန်ဖုန်ကြီးဒေါ်နယ်မာတင်ကိုတက်ဖြတ်ခဲ့တဲ့ကျူးလွန်သူတွေကိုဖန်စီစစ်ဆေးနေတဲ့အကြောင်းထုတ်ပြန်သိပေးလာခဲ့ပါတယ်။ ချက်ချင်းဆိုသလိုအရေးယူမှုမျိုးကို ဆောင်ရွက်ပေးခဲ့တာတွေ့ရပါတယ်။ဒီဖြစ်စဉ်နှစ်ခုဖြစ်တဲ့ဆရာတော်ဦးဓမ္မတာရလောက်ကျန်ခံရတဲ့ဖြစ်စဉ်နဲ့ခရီးရန်ဖုန်ကြီးဒေါ်နယ်မာတင်လောက်ကျန်ခံရတဲ့ဖြစ်စဉ်နှစ်ခုကိုနှိုင်းရှင်သုံးသပ်ကြည့်မယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့တာတော်တွေဟာလွတ်လွတ်လပ်လပ်တက်ဖြတ်ခံရသလိုကုရကေရမဲစွာလည်းတက်ဖြတ်ခံရတာမျိုးဖြစ်ပါတယ်။နိုင်ငံတော်ရဲ့တန်ခါအခွဲစည်းတွေကလည်း နှုတ်ပိတ်နေကြသလိုဗုဒ္ဓဘာသာဝင်အများစုကလည်းပဆက်ပိတ်နေကြဆဲဖြစ်ပါတယ်။နိုင်ငံတော်အာဏာကိုရယူထားတဲ့ဓမ္မရာအစိုးရအနေနဲ့ကလည်းထိရောက်တဲ့အရေးယူမှုမျိုးမရှိသလောက်ဖြစ်နေတာကိုလည်းတွေ့မြင်နေရပါတယ်။အဲ့ဒီလိုဖြစ်စဉ်တွေဟာမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့မြတ်ဗုဒ္ဓသားတော်တွေရဲ့ဒုက္ခသစ္စာတရားတွေပဲလို့နေကြည်သစ်မီဒီယာကမြန်မာထုတ်ပြလိုက်ပါတယ်ရှင်။